အာနာဒိန်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်မဲ့ရပ်ဖက်အဖွဲ့အစည်းတွေမရှိသလောက်နှဲပါနေတာဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်ယုံကြည်မှုမရှိတာကိုဖော်ပြနေတာလို့ရွေးကောက်ပွဲလေ့လာသူတချို့ကပြောပါတယ်။အောင်သူသတင်းပေးပို့ထားပါတယ်ခင်ဗျာ။အာနာဒိန်စစ်ကောင်စီကသူတို့လုံးမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့ပြည်တွင်းအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့တွေကိုဖိတ်ခေါ်နေပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လပိုင်းအလူအထိဘယ်အဖွဲ့တွေစောင့်ကြည့်မလဲဆိုတာကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ 2010ရွေးကောက်ပွဲကစလို့2020ရွေးကောက်ပွဲအထိရွေးကောက်ပွဲအဆက်ဆက်ကိုစောင့်ကြည့်ခဲ့တဲ့အဖွဲ့တာဝန်ရှိသူတွေနဲ့အဲ့ဒီအဖွဲ့တွေနဲ့နှီးဆက်တဲ့သူတွေကိုဒီဝီဘီသတင်းဌာနကမေးမြန်းကြည့်တဲ့အခါမှာစစ်တကလုံးမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ကြမှာမဟုတ်ဘူးလို့ဖြေကြပါတယ်စစ်တကသူတို့လုံးမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်လို့ကြွေးကြော်နေပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုလူတို့ကယုံကြည်မှုမရှိဘဲလက်မခံတာ ပြည်သူတွေရဲ့စံနှုန်းအမှန်ကိုထုတ်ဖော်မပြောဆိုနိုင်တာနိုင်ငံတကာကအဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုနိုင်တာပွင့်လင်းမြင်သာမှုရှိတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တာတွေကြောင်းအာဏာသိမ်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုစောင့်မကြည့်ကြတာလို့ဆိုပါတယ်။လေလံနဲ့စောင့်ကြည့်လို့ရတဲ့နေရာမျိုးရှိမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အဲ့ဒါစာအာဘာတွေပဲမြင်ရမလဲဆိုတော့ဒီရွေးကောက်ပွဲကာလမှာလူတွေကိုတရားပေးပြီးနေပြီးခိုင်းတာအကျန်းဖတ်ပြီးတော့ချင်းချောက်တာ ပြီးတော့ရေကောက်ဘွယ်ဥပဒေနဲ့ဝေဖန်တဲ့သူတွေကိုရေးယူအဖြစ်ပြရာပြီးတော့ဒီရေကောက်ဘွယ်ကာလာမှာဒီရေကောက်ဘွယ်ရက်ဒီမှာလည်းဒီမဲဆင်းရင်းနေနေတာပြီးတော့ရေကောက်ဘွယ်ကာလာမှာဒီမဲတေးရဲ့သူမဲမဲတေးရဲ့သူမဲပြည့်ရဲ့သူမဲမပြည့်ရဲ့သူမဲပြင်းမှုမဲပြင်းမှုပုံမှာခြေခံပြီးတော့မှစောင့်ကြည့်ရပါတော့ဒီပြည့်ရဲ့နဲ့၆လမ်းစောင့်ကြည့်ခံရတာဒါမျိုးတွေပဲပို့ပြီးတော့ညားမယ်ပေါ့နော်ဆိုရေကောက်ဘွယ်2030တက်ကိုပို့ဆိုးလိမ့်မယ်ပေါ့ပို့ဆိုးလိမ့်မယ် ်ငံကစောင့်ကြည့်တဲ့လူလာရင်တော့ပါပဲရန်ကုန်မင်းလေးလောက်ပဲပြပြီးတော့မြို့ကြီးလေးလောက်ပဲအပြခေါ်သွားပြီးတော့ပြလိမ့်မယ်ဆိုတော့အဲ့ဒီရေချေချောင်းမယ်ရေခောက်ပွဲပထမပိုင်းဒုတိယပိုင်းတတိယပိုင်းလုပ်ကြအောင်ပါအပိုင်း၃ပိုင်းလုံးမှာစောင့်ကြည့်ရဲ့သူတွေထည့်လို့ရအောင်ပေါ့နော်အပိုင်း၃ပိုင်းလုံးကိုရန်ကုန်မြို့ပေါ်ကြီးထည့်ထားတယ်လည်းတွေ့ရအောင်အနာဒိန်းစစ်တပ်ကမဲမတမမှုရှိခဲ့တဲ့လူဆွဆွဲခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ခဲ့တဲ့အဖွဲ့90ကျော်ကလူဦးရေ6000နီးပါးအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တန်တမန်တွေကလူဦးရေ200ကျော်စောင့်ကြည့်ခဲ့ကြပါတယ်။လက်ရှိမှာတော့အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့စစ်တပ်ကိုထောက်ခံကြတဲ့တရုတ်၊ရုရှား၊ဘီလာရုအိန္ဒိယနိုင်ငံနဲ့ အင်းဒီဂျင်းနိုင်ငံတချို့ကတော့ရွေးကောက်ပွဲကိုစောင့်ကြည့်မဲ့အဖွဲ့တွေကိုဆီလွတ်မယ်လို့ထုတ်ဖော်ပြောဆိုပေမဲ့ဥရောပတပက EU ဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံတယ်လို့စောင့်ကြည့်မဲ့သူတွေကိုလည်းဆီလွတ်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်အခုလိုရွေးကောက်ပွဲပေါ်စောင့်ကြည့်မဲ့အဖွဲ့တွေနေပါတာအပြင် ပြည်သူတွေဟာရွေးကောက်ပွဲအပေါ်ကြောက်ရွံ့ကြတာဟာစစ်ကောင်စီကိုတော်လှန်နေကြတဲ့တော်လှန်အင်အားစုတွေရဲ့ချိန်ချောက်မှုတွေကြောင့်ဖြစ်တယ်လို့နေပြည်တော်ကောင်စီနယ်မြေဇလူတိမျိုးနယ်ကနေတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ဒေါက်တာအောင်မျိုးကအပြစ်တင်ပါတယ်။ တော်လိုင်းအင်အားစုတွေဘက်ကတော့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်တဲ့သူတွေကိုထိထိရောက်ရောက်အေးအေးယူမယ်လို့ထုတ်ပြန်ပြောဆိုမှုတွေကြောင့်2025ခုနှစ်မှာလုံးမဲ့ရွေးကောက်ပွဲအပေါ်လူထုကစိတ်ပါဝင်စားမှုမရှိတော့တာလို့ပြောဆိုပြီးရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ယုံကြည်တဲ့အကြောင်းကိုလည်းပြောဆိုပါရတယ်။အဲ့ NUG ရဲ့ချိန်ချမှုကတော်တော်ကြီးတာပေါ့နော်။အဲ့သူတို့ချိန်ချမှုကြောင့်အခုလူအဲ့ဒါပေါ့မဲထဲဖို့အတွက်တွတ်ဆုတ်တွတ်ဆုတ်ဖြစ်နေကြတာနေလေ။ ဒါတွေပဲပေါ့နော်အဓိကပြဿနာအဲဒီလူတွေပါပဲဟိုအဲ့ဒီရုပ်ကောက်ပွဲမလိုလားသူပါအဲ့ဒီကျွန်တော်တို့ဒီ NUG နဲ့အဲ့ PGA တွေပဲပေါ့နော်ဒီအဲ့ဒါဟိုဒီလူတွေကြောင့်ဒီရုပ်ကောက်ပွဲကစီကားတင်းတော့မစီကားဖြစ်တာပေါ့နော်ရုပ်ကောက်ပွဲလုပ်ငန်းရှင်တွေပေါ်စောင့်ကြည့်လေ့လာမှုတွေကိုလုပ်တဲ့တတိယအင်အားစုတွေမရှိဘူးဆိုရင်ရုပ်ကောက်ပွဲအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့မဲလိမ်မဲခုမှုတွေအပေါ်စစ်ဆေးတဲ့အခါမှာယုံကြည်စိတ်ချရတဲ့တတိခံမဲ့သူတွေမရှိတာ အာနာရှိသူကရွေးကောက်ပွဲရလက်ကိုလူတလူပြင်ဆင်သွားနိုင်တာဆန္ဒမဲပေးတဲ့ပြည်သူတွေပေါ်မှာအကြမ်းဖက်အာနာ၃စီခိုင်းနိုင်တာစတဲ့ကိစ္စရပ်တွေဖြစ်နိုင်တယ်လို့နိုင်ငံရေးပါတီတွေဘက်ကတော့ထောက်ပြပါရယ်၂၀၁ခုနှစ်ကအရက်ဖက်အဖွဲ့အစည်းတွေနဲ့တနင်္ဂနွေလုံးမှာရှိနေကြတဲ့ပြည်တွင်း NGO အဖွဲ့အစည်း100ကျော်နဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့မြန်မာ NGO ကွန်ရက်ကိုပြန်လည်အသက်ဝင်ဖို့ 2024ခုနှစ်ဇွန်လအတွင်းကပြန်ဖွဲ့ခဲ့တဲ့မြန်မာ NGO ကွန်ရက်အမှုဆောင်ကော်မတီမှာပါတဲ့အဖွဲ့တချို့ကတော့အနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်နိုင်ခြေရှိတယ်လို့အဲ့ဒီအဖွဲ့တချို့နဲ့နှိစက်တဲ့သူတွေကဒီဘွေကိုပြောပါတယ်အစ်စ်ပြန်ဖွဲ့လိုက်တဲ့မြန်မာ NGO ကွန်ရက်အမှုဆောင်ကော်မတီမှာအရက်ဖက်အဖွဲ့အစည်းတချို့နဲ့ပြည်တွင်း NGO အဖွဲ့18ဖွဲ့ပါပေမဲ့ ဘယ်ဖွဲ့တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့စီရင်ပေးသွင်းထားတယ်လဲဆိုတာကိုဒီဘူပီသတင်းဌာနအနေနဲ့စုံစမ်းနိုင်ခြင်းမရှိသေးပါဘူးရွေးကောက်ပွဲဝင် ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကိုရွေးကောက်ပွဲစောင့်ကြည့်ကြမဲ့အဖွဲ့တွေအကြောင်းကိုမေးမြန်းဆွေးနွေးတဲ့အခါမှာဖိတ်ခေါ်ထားတယ်လို့ပြောဆိုတဲ့အပြင်စောင့်ကြည့်မဲ့အဖွဲ့တွေရှိတယ်လို့ ရုပ်ကောက်ပွဲကိုစောင့်မကြည့်မဲ့အဖွဲ့တွေလည်းရှိနေတယ်လို့အမျိုးသားနိုင်ငံရေးမဟာမင်းများအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်။အဲလာပဲဆိုတဲ့အုပ်စုလည်းရှိနေပေါ့ဗျာ။လာရင်တော့အကောင်းဆုံးပေါ့ဗျာ။လာဘူးလဲကတော့ကျွန်တော်ဒီစီကလည်းဖိတ်ခေါ်တယ်။ဒါကြောင့်လို့ဆိုရင်တော့ဘာဖြစ်ဖြစ်ကောင်းတော့ပေါ့။ကျွန်တော်တို့ဒီလိုပါရှိတဲ့လူတွေကတော့ဘာဖြစ်ဖြစ်အဲရုပ်ကောက်ပွဲက free and fair ဖြစ်တယ်ပဲဖြစ်ဖို့အတွက်ကတော့ကျွန်တော်တို့ပဲစောင့်ကြည့်ပါပါတီတွေရှိမယ်။အဲတော့ပြီးတော့ ဟိုတခြားကျွန်တော်တို့ media တွေပဲရှိလာနိုင်မယ်လို့ယူဆတယ်ရှိတာတော့အကောင်းဆုံးပဲဗျာရှိလာတဲ့ပြောပေါ်ပေါ်မှန်ကန်ကန်လေးနိုင်ငံကအကိုတင်ပြပဲဆိုဒီရွေးကောက်ပွဲကမင်္ဂလာဆိုတာပေါ်လာပေါ့2015ထူထူရွေးကောက်ပွဲမှာတော့ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့အစည်း53ဖွဲ့ရှိပြီးတနင်္ဂနွေလုံးမှာလူကြီးတပေါင်းတထောင်ကျော်စောင့်ကြည့်ခဲ့ကြပါတယ်2019ကြပြည့်ရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့14ဖွဲ့ရှိခဲ့ပြီးလူဦးရေ1500ကျော်စောင့်ကြည့်ခဲ့တယ်လို့ ိုင်ငံတကာတန်ယုံ23ယုံကရွေးကောက်ပွဲစောင့်ကြည့်တဲ့သူ189ယောက်ရှိခဲ့ပါတယ်။အဲ့ဒီအပြင်နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းနှစ်ခုနဲ့ပြည်တွင်းမှာရှိတဲ့နိုင်ငံတကာအဖွဲ့အစည်း၈ဖွဲ့ကဝန်ထမ်းပေါင်း135ယောက်ကလည်း2019ကြားပြတ်ရွေးကောက်ပွဲကိုစောင့်ကြည့်ခဲ့ကြပါတယ်။2018ကြားပြတ်ရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်း၈ဖွဲ့ကလူပေါင်း1400နီးပါးစောင့်ကြည့်ခဲ့ကြတာပါ။ကျွန်တော်အောင်သူပါခင်ဗျာ။